အားလုံးပဲမင်္ဂလာပါရဲဝရှမ်းလေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့နိုဝင်ဘာ17ရက်နေ့ဒီကနေ့မှာကျွန်တော်မိသားစုဝင်တွေကိုကျွန်တော်သတင်းတင်ပြမယ်ဆိုတာထဟာသာရှင်ကျွေးတိုက်ကျွေးမှာဖြစ်ပါတယ်ဝါဟာဟာတွေဖြစ်မှာပေါ့နော်ကျွန်တော်မိသားစုဝင်တွေတော့ကျွန်တော်တို့အခုအာခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒါအမှုပညာရှင်တွေကိုဖိအားပေးပြီးတော့ဒါမဲဆွယ်စည်းရုံးဖို့အတွက် အများကြီးအကျန်းဖက်စစ်ခွတ်တက်ကလှုပ်ဆောင်နေခဲ့တယ်အခုဆိုရင်တော့နောက်တစ်21ရောက်အမည်စင်းတဲ့ကွာရုပ်တံမှတ်တမ်းတွေထွက်ပေါ်လာတယ်ကျတော့အုတ်ပြီကျွန်တော်ရဲ့မိသားစုဝင်တွေဒီမှာတို့ပေါ့နော်ဒီခွေးကောက်ပွဲအတွက်ဒီအကျန်းဖက်စစ်ခွတ်တက်ရဲ့အတုရောင်ကျွန်တော်ရွေးကောက်ပွဲမြန်မာနိုင်ငံတွင်းထဲမှာအမှုပညာရှင်များစွာကိုဝါလာဖြန်စီယုံလှုပ်ဆောင်ပြုလုပ်ခဲ့တယ်ဒါနဲ့ဒါရင်းနဲ့ပတ်သက်ပြီးတော့လည်းပါဝင်ပတ်သက်မှုဆိုရင်လည်းပဲထောင်ချမယ်ဖန်စီမယ်စသည်အဖြစ်ပေါ်ပြပိတ်ပင် တားဆီးမှုမျိုးမျိုးကျွန်တော်တို့အားလုံးကြားခဲ့ပြီးဖြစ်ပါတယ်အခုဆိုရင်တော့ခွေးကောက်ပွဲမှာထပ်မံပြီးတော့အနုပညာရှင်22တဦးထပ်ပေါ်လာတယ်ဒီနေ့အဲ့ဒီဗီဒီယိုတွေကိုကျွန်တော်မိသားစုဝင်တွေကြည့်ပြီးမယ်လို့တော့ကျွန်တော်ကတော့မျှော်လင့်နေပြဆိုတော့ပြန်တက်ပါစေလို့ကျွန်တော်ကဒီကနေပြီးတော့ဆန္ဒပြုတာပါလူသေးကောင်းတွေကို AI နဲ့ဖန်တီးပြီးတော့စကားပြောခိုင်းရင်တော့မှအဲ့ချက်ပို့ပြီးတော့ကြီးကောင်းအောင်မထင်နေပြဆိုတော့ဒီသတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကပြုံးကြီးတင်ပေးမှဖြစ်ပါတယ်နောက်တဲ့သတင်းကငါသားကွာ ဆိုပြီးတော့24နှစ်ကြီးတော့မအောင်မွေးမခံရပဲနဲ့မွေးငါတန်းချက်လိုက်ရတဲ့ဖြစ်စဉ်မှာအဲ့ဒီဖြစ်စဉ်မှာလည်းပဲတကယ့်ကိုဟာပါပါပဲ KIA နေမြေတွင်နေမှာအကြမ်းဖက်စစ်ခွေးတက်ကကောင်းတကောင်းသူ့ရဲ့အဖေဖြစ်တဲ့သူကအကြမ်းဖော့အမာခံဆိုတော့သူ့အဖေကိုလှမ်းပြီးတော့ဒီ post တွေပါတွေလှမ်းပြပြီးတော့သူ့အဖေကိုတော့ဒါ KIA မှာသူတို့အဝဲခင်အဝဲခံနေတဲ့ဘာညာဆိုပြီးတော့ကြွားလုံးထုတ်ပြီးမကြာ24နာရီတော့မခံဘူး ကြွာသွားတဲ့အကြောင်းတွေကိုဖော်ပြပေးမှာပါ။အဲကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရန်ကြည့်ရှုကိုကျွန်တော်ရဲ့မိသားစုဝင်တဦးချင်းစီတိုင်းကိုတရေစာဖိတ်ခေါ်လိုက်ပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်။ရေကောက်ပွဲကဒွဲပြီးသွားပြီလေ။ပါတီစုံဒီမိုကရေစီထွေထွေရေကောက်ပွဲကြီးကိုကျင်းပသွားမှာဖြစ်ပါတယ်။ရေကောက်ပွဲကဒွဲပြီးသွားပြီလေ။သူတွေလူလာတဲ့ဒီမိုကရေစီနိုင်ငံတော်ကိုရွေးကောက်ပွဲနဲ့တာပေါ်ဆောင်နိုင်မှာဖြစ်ပါတယ်။သူကဘာမို့လို့ဘာရွေးမှာ။ပြင်းပြင်းပြင်းလေးတုံးဆောင်ဖို့တော့လူလာပေါ့ဗျာ။ နည်းနည်းပါးပါးပြုံးဖို့လည်းလိုပါတယ်ကျွန်တော်ကပြောရင်လည်းပဲသူတို့ကမခံနိုင်ဘူးပြလူသေးကောင်းတွေကို AI animation နဲ့ကျွန်တော်တို့သူတို့ကစကားပြောခိုင်းတယ်ဆိုရင်တော့မှပို့ပြီးတော့အဆင်ပြေအောင်မယ်လို့တော့ကျွန်တော်ကတော့မြင်မိတယ်ဗျာဟုတ်ပြီရဝရှန်လေးကဒီနေ့အကြံဘတ်စစ်ခွေးတက်လောက်တဲ့ခွေးကောက်ပွဲမှာဝါရဖြန့်နေ အမှုပညာရှင်တွေကိုပြုံးပြီးသင်ပေးမှဖြစ်ပါတယ်ခံရရင်ရှိတယ်ဆိုရင်တော့ဆက်ပြီးတော့ကြည်ပေးပါပထမဦးဆိုတော့ကျွန်တော်သတိပေးခြင်းတာအချက်ရှိတယ်ကျွန်တော်သတိပေးချက်ကိုကြားပြီးပြီဆိုတာနဲ့အဲ့ဒီနေရာမှာရင်အသက်ရှူရက်သွားမယ်ထင်တယ်ဗျာအခုအကြမ်းဖက်စစ်ခွေးတက်လုံနေတဲ့ခွေးကောက်ပွဲဒီခွေးကောက်ပွဲမှာကျွန်တော်တို့နိုင်ငံအတွင်းထဲမှာရှိတဲ့ ယတပြည်သူတွေကိုဘုံကျဲပြီးတော့လုံနေတဲ့ခွေးကောက်ပွဲဖြစ်တဲ့အတွက်ကုလကလုံးဝကိုလက်မခံနိုင်တဲ့အပြင်တန်တော်ဖြစ်နေတယ်ဆိုတော့ဒီခွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝါရဖြန့်ဒါစီယုံနှုတ်ဆော်မှုတွေမှာပါဝင်နေတဲ့အမှုပညာရှင်တွေခင်ဗျားတို့အားလုံးရဲ့ဘဝဆက်သိမ်းကတခန့်ရက်သွားကဘာကုလသမဂ္ဂကတော့လက်မခံတာတကဘာလုံးကလည်းဘယ်နိုင်ငံမှလက်မခံခင်ဗျားတို့ကတော့စစ်ဖက်အောက်မှာ သိမှကြောက်နေတယ်။ထမင်းလေးတစ်လုံးစားရဖို့အတွက်အကျံဖက်စစ်ခွေးတက်ရဲ့စစ်ဘိုလ်ချုပ်ဒီအာနာရှင်တို့ရဲ့ဖင်ကိုရှားနဲ့တပြန်ပြန်ရက်ပြီးတော့မှခင်ဗျားတို့အသက်ရှင်တန်နေထိုင်ခွင့်ရတဲ့အခြေအနေအခုခင်ဗျားတို့ရဲ့တမိုင်းကိုခင်ဗျားတို့ရွေးသားတာဖြစ်တယ်။ဟုတ်ပြီ။နိုင်ငံတကာနိုင်ငံမှာ အာနာရှင်အုပ်စိုးလို့ရတဲ့အခြေအနေအဲ့ဒီတမိုင်းဆိုတာလေမရှိတော့ဟုတ်ပြီကျွန်တော်တို့အကြံဖက်စစ်ခွစ်တက်ဒါခွစ်ကောက်ပွဲကိုအောင်မြင်စွာဆောင်ရွက်ဖို့အတွက်ဖေခုကုနေတယ်ဆိုတဲ့အကြောင်းတွေလည်းကျွန်တော်မိသားစုနဲ့ကျွန်တော်ဖော်ပြခဲ့ပြီးပြီညတာမျိုးစုံနဲ့ဖျားဖို့ပါအတုံးပြူပြီးတော့သူ့ရဲ့ခွေးကောက်ပွဲကြီးအောင်မြင်ဖို့အတွက်နှောက်ချက်အဟံတာတာစီးတွေမရှိဖို့အတွက် သူတမနာကြီးဖြစ်ဖို့အတွက်ဟုတ်ပြီအခုဆိုရင်လည်းပဲလူပညာရှင်တွေကိုသူတို့တွေခုလုံးလုတ်ပြီးတော့တောက်လျှောက်ပြားပေးလာခဲ့တယ်အရှိမဆိုရင်ဒါခွေးကောက်ပေါ်နဲ့ပတ်သက်ပြီးတော့လှုပ်စော်တဲ့ဝါရဖြန့်တဲ့ရုပ်တံမှတ်တမ်းတွေမပါတဲ့အတုံးဆောင်တွေကိုခေါ်တွေ့ပြီးတော့မပါဘူးလားမပါဘူးဆိုရင်အချင်းချမယ်ဖမ်းမယ်နိုင်ငံခြားထွက်ခွင့်မပေးဘူးမင်းတို့ငါစကားကိုနားထောင်ငါစကားကိုနားမထောင်ရင်တော့မင်းတို့ ို့ဘွားကိုတွေးထားဆိုတော့ဟုတ်ကဲ့ပါကျမတို့ပေါင်ရင်ပေးပါမယ်ဆိုပြီးတော့ဖွေးဖွေးအပါဝင်အမှုပညာရှင်တွေအကုန်လုံးနှိမ့်ပါလို့တော့ပြောလို့ရပါတယ်ကံမင်ဂရီတွေလက်မှတ်ထိုးထားရတာဖြစ်တယ်စဉ်းစားစဉ်းစားအကြံဖက်စစ်ကိုအောက်မှာရှိနေသည်အာနာရှင်အောက်မှာရှိနေတယ်ဘသူမှကိုယ့်ရဲ့အမှုပညာငါအမှုပညာရှင်မှာငါအမှုပညာသေးပါဆိုပြီးတော့ဘာအမှုပညာမှာချပြလို့မရဘူးဘာမှလည်းလောက်ခွင့်မရှိဘူး တစ်ဆက်ပဲပြောပါအောင်ဥမာ K-pop ပဲဗျာ K-pop Korea K-pop ရန်ဦးတမေကြီးတာကျွန်တော်တို့အားရှမှာဆိုတကယ်ကိုတခဲနဲ့အားပေးတာတဲတဲလှုပ်ဆက်ကြောတက်တည်ရဲ့ favorite ပေါ့ဗျာရန်ကိုအားပေးကြတယ်ဆိုတော့ကျောင်းနိုင်ငံမှာချိုးပွဲလေးတပွဲတောင်မှာခက်ခက်နာနာလှုပ်လို့ရလို့လားပြီးတော့ကိုယ့်ရဲ့လူတယောက်ရဲ့ ခံစားချက်တွေပေါ်ထုတ်တီကုန်းရေးဖွဲ့လို့ရလာဒါတော့ဟုတ်ပြီအခုဂျန်ဘဇကွတ်တဲ့ခွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ငကိုရေကမအောင်မြင်တာဟုတ်ဗျအောင်မြင်စွာကျင်းပနိုင်ချင်နေတာဝါရပြန်စီယုံလုံးစော်ဖို့အတွက်အမှုပညာရှင်လက်တော်စရင်တွေအရာ21ဦးကိုတွေ့ရှိထားတာဖြစ်ပါတယ်ကျွန်တော်တို့ MRTV နဲ့ဒါအလင်းအမှောင် channel တွေမှာတော့တင်ပြထားတယ်ကိုကျွန်တော်တို့လေ့လာတွေ့ရှိရတယ်ပြီးတော့ Champions League တက်ဒါဝါလာဖြတ် platform ထပ်ထပ်มาလဲပဲအဲ့ဒီရုပ်သံ video မှတ်တမ်းတွေထပ်ပေါ်နေပါတယ်သူတို့ကတော့အောင်လာရဲ့ဝေလာရဲ့ဖိုးကာရဲ့ရင်းအောင်ရဲ့အောင်ထက်ဖိုးပြည့်စုံရဲ့ဟန်နီတာရဲ့နီနီခင်ဇော်ရဲ့မိစန္နာရဲ့ချမ်းမြေမောင်ချူရဲ့မေလာတန်စင်အိတ်ချေအေးမြဖြူနဲ့လိန်မော်သည်ကင်စာမိုးရံစုံနန်းစုရည်ဒီဆို ယန္နာမိုင်းထွန်းကုတ်ကိုယွန်းယွန်းနဲ့တိတ်စားတို့ပါဝင်နေတာကိုလက်လောက်ပြရပါတယ်ထပ်မံပြီးတော့အာပါဝင်လာအောင်မဲ့သူတွေကိုလည်းကျွန်တော်တို့စည်ရင်ပြည့်စုံထားရမှာဖြစ်ပါတယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်ဒီအစိုးရတွေနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ဒါအမှုပညာရှင်ဆိုတဲ့ခံယူချက်နဲ့အမှုပညာတဲ့ဆိုတဲ့လမ်းကိုရှောက်နေတဲ့သူတို့ဟာသူတို့ပြည့်သက်တွေကိုသူတို့ရဲ့ဂျင်းထဲမှာခန်းစားချက်အတိုင်းတည်ကုန်းရေးဖွဲ့ တခြင်းဆိုလို့ရလားဆိုတော့ဒီမှာမဟုတ်ဘူးเนาะတိ ਊ ဆောင်နေတဲ့အဲ့လိုပဲကြပြဆရာကြီးလည်းအဲ့လိုပဲစိုင်းဆရာကြီးလည်းအဲ့လိုပဲပြီးတော့မဂဇင်းရေးတဲ့ journalist တွေလည်းထုံနေလောက်အောင်ဝတ္ထုတူဝတ္ထုရှင်ရေးတဲ့သူတွေအကုန်လုံးပေါ့ဗျာကိုယ့်ရဲ့စာရင်ကိုယ့်ရဲ့စာစုကိုယ့်ရဲ့တခြင်းကိုယ့်ရဲ့နုပညာကိုလွတ်လပ်စွာဖန်တီးခွင့်ရလာအောင်လာရည်ဟောလားဆိုအလားစနေမှာမယ်နော် အရေးအောင်တို့အောင်ထတ်တို့ဟလာပြုပြစုံတို့ဟန်နီတာတို့နီနီခင်စာတို့မိဆန်နီတို့တာဝေလာတို့ဖိုးကာတို့ဗျာလိမ္မာဒီတို့ကင်စာတို့မိုးရံစုံတို့နဆုယတီဆိုးတို့ရနာမိုင်းတို့ဆိုတာကျွန်တော်ရဲ့မိသားစုနေအားလုံးသိရှိပြီးဖြစ်ပါတယ်ဒါကြောင့်တို့ရေဘလူဖီယာမျိုးတွေခံရလဲဆိုတာတော့ကျွန်တော်တို့အားလုံးသိပါတယ်ဒါပေမဲ့ကျွန်တော်ကတို့ကြောင်းတို့သိအောင်ပြောတာပါတကယ်တော့တို့ဟာလည်းပဲတာမန်ပါပဲဘာမှမဟုတ်ပါဘူးတို့ရဲ့ ဘဝရှင်သန်ဖို့အတွက်သူတို့ရဲ့အသက်ရှင်ရည်တည်ဖို့အတွက်အခကျင်းငွေရယူပြီးတော့ဖန်တီးပေါ်ပြနေခြင်းသာဖြစ်ပါတယ်။မဟုတ်ရင်တော့ဒီလိုမျိုးခွဲကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝါရဖြန်ဒီမီဒီယာတွေပေါ်မှာသူတို့တွေပါလာမှာမဟုတ်ဘူး။အနာရှင်အောက်မှာနေတယ်ဆိုရင်တော့ဘယ်လိုမျိုးအသက်ရှူရလဲဆိုတာမျိုးဒီကောင်တွေခုလောက်တော့တိတော့ပါကျွန်တော်ပြည်သူကတော့ data တွေ byte ကောက်ကတော့အပီပြင်ဆွဲမှာဖြစ်ပါတယ် ။ဟုတ်ပြီမာပြည်ထဲမှာတော့ဗျာပြောချင်တာကဗျာအရင်တော့ဆိုတော့မျောစင်းကျွန်းလို့တက်မှာကျွန်တော်တို့ဒါမြို့တော်ခမ်းမလို့စတဲ့နေရာလေးတွေပေါ့နော်ဟိုနေရာလေးတစ်ခွက်ကြာဒီနေရာလေးတစ်ခွက်ကြာစသည်အဖြစ်ပေါ့ဗျာ။အဲကျွန်တော်တို့အချင်းလေးတွေတော့သွားဆိုလို့ရတာပေါ့နော်။ပြီးတော့မင်္ဂလာဆောင်လေးအခုဆိုရင်တော့မင်္ဂလာဆောင်ဖြောပြေတဲ့အဆင့်လောက်ပဲရှိတာပါ။ကြာအောင်ပြောလဲသူတို့ရဲ့ခိုင်းယုတ်ကြီးလေးပြီဆိုတော့သူတော်မှာဘီယာဆန်ရက်ဆိုင်တော်မှာသွားဆူနေရတဲ့အခြေအနေရောက်သွားတာဟုတ်လားကိုယ့်ရဲ့အမှုပညာရှင်လောက်ပါဖန်တီးထားတယ်ဆိုတော့ ကိုယ့်ရဲ့ခံစားချက်တွေဟုတ်ပြီဒါကတော့ကျွန်တော်တို့လူမှုစီးပွားဖွံ့ဖြိုးရွေးကောက်ပွဲနဲ့အစတင်စို့လှမ်းစို့ကူညီပြီးတော့မဲယုံစီကိုဒီမိုကရေစီပေါ်ဆောင်ဖို့ဘာညာတွေပေါ့ဗျာရွေးကောက်ပွဲမှာပုံမကောင်းတဲ့အနာဂတ်တင့်နဲ့ဒီမိုကရေစီခိုင်မြဲဖို့မဲအောင်သွားပြီးမဲပေးစို့စတဲ့ဆိုင်းဘုတ်တွေကိုကင်ပြီးတော့ရှက်မဲ့စွာတို့တွေဘာသာဖြန့်ရိုက်ကူးပေးခဲ့ရတာဖြစ်ပါ ခွေးတစ်ကောင်ကိုအစာကျွေးပြီးတော့ခိုင်းတဲ့အခါမှာခွေးလေးတွေကအကျိုးသိပြီးတယ်ခွေးလေးတွေကဒီတက်ပတ်ပြီးတော့တခင့်အလိုကြချော့ပြေးပြီးတယ်ပြီးတော့တခင့်ခိုင်းတဲ့ပြိုင်ပွဲတွေကိုဝင်ပေးရတယ်ကျွန်တော်တို့ဒါခွေးချစ်တဲ့သူတွေကတော့အဲ့ဒီစကားပြောရင်မကြိုက်ဘူးဗျကျွန်တော်တခါပြောခံဘူးအာကိုရှာလေးနဲ့ခွေးနဲ့မနိုင်နဲ့ ခွေးကအဆင့်အတန်းရှိတယ်အဲ့ဒီကောင်တွေကခွေးထက်နှိမ့်နဲ့ဘလို့သရဝါနဲ့ခိုင်းရမှန်းမသိဘူးဗျာအခုလည်းလိုပဲဥမာဆိုလို့ဗျာကျွန်တော်တို့အာချုပ်မိသားစုတွေခွေးလေးတွေမွေးတာရှိပါတယ်ဟုတ်လားခွေးလေးတွေခေါ်ရင်လာတယ်သူတို့အစာကျွေးတယ်ပြောရရင်တခင်းအလိုကြလုတ်ပြရရတယ်ဒါကျွန်တော်ရဲ့ဥပမာတစ်ခုပါပဲဒါကြောင့်ကျွန်တော်သတင်းကိုနားထောင်နေရင်ဖုန်းနဲ့ဆိုတက်ရှူရက်သွားနိုင်တယ်လို့ကျွန်တော်ပြောတာပါဟုတ်ပြီ ဒါပပလေးပဲရှိတပါသေးတယ်ကျွန်တော်ရဲ့မိသားစုဝင်တွေကျွန်တော်တို့အခုဒီပေါ့နော်ကျွန်တော်မိသားစုဝင်တွေကျွန်တော်ဒါသတင်းတွေတင်ဆက်တဲ့ဆွနွေးတွေပေါ့ဗျာကျွန်တော်ကတော့ဆွနွေးတာပါဆိုတော့ကျွန်တော်တို့ဆွနွေးတဲ့ပုံမှာကျွန်တော်တို့ဘယ်သူမှလာပြီးတော့ဖီရလာပြီလို့မရဘူး NUG မကောင်းရင်လည်းကျွန်တော်တို့ NUG ကိုကျွန်တော်တို့ပြောတာပဲဝေဖန်တာပဲပြစ်တင်တာပဲပြီးတော့အကြံပြုဆရာရှိတယ်ဆိုရင်ကျွန်တော်တို့ဒေးကြီးတဲ့အကြံပြုလာပြင်းပြင်းထန်ထန်ပြောစင်ထဲဆိုရင်ကျွန်တော်တို့ပြည်သူဘက်ကကျွန်တော်တို့ပြင်းပြင်းထန်ထန်ပြောဆို အခြားသောဒုက္ခကျွန်တော်တို့တပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီးတော့ငငယ်မှားယွင်းတာဘာညာဆိုပြီးလဲကျွန်တော်တို့ကထောက်ပြတယ်ကျွန်တော်တို့ပြောဆိုတယ်ကျွန်တော်တို့အကြံပြုတယ်ဘယ်ချက်ကွာလို့ရလားလာလားနော်ဖုန်ခါမယ်လို့စံပြုတ်တိုက်မယ်လို့ဟာကျွန်တော်မပြောရဲတော့ပါဘူးလို့ပါလို့ဟုတ်ပြီနော်အဲကိုရှိနေတဲ့အရက်နဲ့ကိုရက်တည်နေတဲ့ကိုရဲ့တောက်ဆင့်တော့ကိုနည်းနည်းတော့တိပေါ့ဗျာ ဒီခုခေတ်ပေါ်နဲ့ပတ်သက်ပြီးတော့ထောက်ခံဝါဒဖြန့်နေကြတဲ့အမှုပညာရှင်တွေအားလုံးနဲ့လက်ရှိမှာပါဝင်နေတဲ့သူတွေအကုန်လုံးကိုလည်းပဲကျွန်တော်တို့ပြည်သူလူထုတစ်ချက်လုံးနဲ့တော်လန်သောအတိုင်းဝိုင်းတွေကကန့်ကွက်ရှုံချထားတဲ့ဆိုတဲ့အကြောင်းကိုတော့ဖော်ပြခြင်းတယ်ကုလသမဂ္ဂဗျာကဘာကြီးကတော့မှလက်မခံဘူးခင်ဗျားတို့သွားပြီးတော့မင်းအောင်လိုင်းဘောကိုရှာနဲ့သွားရက်နဲ့မင်းအောင်လိုင်းဘောလေးကိုဒီလိုလေးသွားမှလုံးကြော့မနေတတ်ဘူး ကျွန်တော်နားလဲခါကြဘယ်လိုလဲဆိုတော့ဒါကျွန်တော်တို့လည်းပြန်ပြီးတော့ဗောနော complaint ပြတ်တက်တာအားဟိုကျွန်တော်ကျမတို့ကဗောနော်ဒီဒေါ်လာအိမ်မှာပေါင်လို့မရတော့ဘူးเนาะအဖေကြောင့်အမေကြောင့်မိသားစုကြောင့်အိမ်ကြောင့်ခြံကြောင့်မြေကြောင့်မြောင်းကြောင့်ချောင်းကြောင့်စသည်အဖေကြောင့်ကြောင့်နေကြောင့်ဗောဗျာဟုတ်ဘူးဗျာကျွန်တော်နိုင်ငံအတွက်ကျွန်တော်အားလုံးအလုပ်လုပ်ဖို့ရအဲ့ဒီပိုင်ဆိုင်ဖို့ရရင်းကြည့်ကျွန်တော်နိုင်ငံစစ်ပွဲအောက်ကလုံမြောက်ဖို့ ျွန်တော်ဘာခုမှမရှိတော့လဲပြဿနာမရှိကျွန်တော်တော်ရင်အောင်တဲ့နေတအိမ်တရက်တက်ပြီးတော့အိမ်မယ်တက်ပြီးတော့စားမယ်ရှောက်သွားမယ်ကျွန်တော်ပြည်သူပေးတဲ့နေမှာကျွန်တော်နေမယ်ကျွန်တော်ပြည်သူပေးအိတ်တဲ့အိမ်မှာကျွန်တော်အိတ်ဒါပဲရှင်းရှင်းလေးပဲဘာပိုင်ဆိုင်မှုမှမလို့ကျွန်တော်တို့စိတ်လည်းဝင်စားဟုတ်ပြီနောက်တော့ဒင်းတစ်ခုကလည်းပဲတကယ်ယေရှုဘွယ်ပါငါတော့ကွာ အောင်ပွဲခံပြီးတော့24နာရီတောင်မပြည့်ဘူးစိတ်တော့မကောင်းဘူးမွေးငါတန်းချက်ကပြည့်ရဖေကကြက်ဖို့အမာခံပိတ်တတယောက်ပေါ့ဗျာသူသားပါစ KI ရှင်းစင်မနာပြန်ရောက်ပြီးတော့သူသား Facebook stream မှာဒါဒီဓပုံလေးပါတယ်တင်တဲ့သူ့အဖေကိုလည်းလှမ်းပြီးတော့ share လေးလုပ်တာတယ်တက်ဖဲတာတယ်ကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဆိုတော့ဒီအချိန်နေမှာငါသားกว่าငါသားกว่าလို့ကြွေးကြော် နေတဲ့စစ်ခွေးအတိုင်းဝိုင်းက 24နာရီတောင်ပြီးအောင်အောင်းမွေးမခံလိုက်ရပါဘူးဗျာမွေးငါတန်းချက်လိုက်ရတယ်ဆိုတော့ဟုတ်ပြီအမောမန်းဆိုတဲ့ဘူးတော်ရဲ့သားကအမော်ကစစ်ခွေးတကောင်သူရဲ့သားက KIA အရာရှိ dead body ချင်း dead body ပေါ်မှာနော်တနင်းပြတယ်ပေါ့ဒါမှငါသားกว่าဆိုပြီးတော့အောင်းမွေးခံခဲ့တယ်နောက်ရဲမရောက်ဘူးသူသားက KIA sniper ထိပ်ပြီးတော့ဂိမ်းသွားပါတယ် အပေရင်းနေ꿰ရပါပြီတားရယ်စတိတ်လေးပြောင်းသွားတယ်ဟုတ်ပြီအဝေကန္တာ24နာရီပြည့်တဲ့အကြောင်းကိုကျွန်တော်မိသားစုနေလို့ဖော်ပြတာဖြစ်ပါတယ်ရေဝရှန်လေးကလည်းစိတ်မကောင်းပါဘူးဝင်းကားလေးတော့အရေးကျဲတော့မလုပ်ပါနဲ့ဗျာမရှိတဲ့လူတွေလည်းလာပြီးတော့စားလို့အဆင်ပြေအောင်အရေးပြပြလေးလုပ်လိုက်ပါတော့အိုးဘဲဦးလေးပါလိမ့်ညာဖွဲ့ရလေးတော့ချက်ကျွေးလိုက်ပါဗျာဘာပဲဖြစ်ပါဟုတ်ပြီအမတိုက်ပွဲမှာ ပို့တင်ပြီးတော့အောင်ပွဲခံတဲ့ကြက်ဖို့အမခံရဲ့ဒါပို့တင်ပြီးနိုင်ပိုင်းအတွင်းမှာပဲဂိမ်းသွားတာဖြစ်ပါတယ်ကျွန်တော်တို့ဂိမ်းပြီးနေဗမာအဲ့ပွဲတနေရာမှာအောင်ပွဲခံနေတဲ့ဒါဖြစ်သူရဲ့ဓာတ်ပုံကိုလူမွေ့ကွင်းရဲ့မှာဝင်ကြောစွာဖော်ပြခဲ့တယ်ပြောင်းလို့ကြန့်ခိုင်ရင်းနဲ့မဖွင့်ပြိုးတဲ့ပါတီရဲ့အမခံတဦးဖြစ်တဲ့ Lion Man ဆိုတဲ့သူသူ့ရဲ့ဒါဟာပို့တင်ပြီးနိုင်ပိုင်းအကြမှာပဲဗမာတိုက်ပွဲမှာဂိမ်းသွားတာဖြစ်ပါတယ် 24နာရီမပြည့်မှာတိုက်ပွဲပြည့်မှာသားတင်ဆုံးချက်တင်းကိုပြန်လဲရေးသားဖော်ပြလိုက်ရပါတယ်။တောက်ချက်တွေလည်းကွဲကျွန်တော်မပြည့်သေးဘူးကျွန်တော်အဲ့တင်းကိုဖော်ပြချင်အောင်ဘူးအဲ့တင်းရဲ့အောက်မှာရှိတဲ့ comment တွေကိုကျွန်တော်မိသားစုတွေပြောချင်တယ်။တခါကျရင်ကျွန်တော်တို့မိသားစုတွေပေါ့နော်ကျွန်တော်တို့ဒီရဲ့ဝရက်ပတ်တွေပေါ့နော်ဘလို့ idea ဘလို့ရှင်ညာတော့ပုံမျိုးပြီးတော့ comment comment တွေရေးတာပေါ့နော်ကျွန်တော်တို့ကလိုက်လို့မပြောဘူးတကယ်ဟာဒီ comment ကြည့်ပါသူတို့ဘလို့တွေးမှုနဲ့ပဲရေးတာလေပေါ့နော်တကယ်ပါဟုတ်ပြီအဲ့ဒါငါသားกว่า ငါတောက်ဖနာအောက်မှာ KIA အရာရှိတက်ပေါ်ရီလို့ရေးသားပြီးတော့တားဖြစ်သူပြောဆိုတဲ့စကားအတိုင်းပဲဘမောမှာတားတို့တက်မလို့ရှိနေသေး KIA အယုတ်ရေးယူရမယ်ဆိုတာကိုသူကလည်းပဲထပ်မှန်ပြီးတော့ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်တိုင်းသားနေမျိုးကိုမသိရင်ငါတို့အရင်ရင်မလုပ်နဲ့ရင်ရင်မပြောနဲ့တောက်ချက်ကိုဇေကာပြန်ပြီးတော့ပွဲသွားမယ်ဆိုတော့ကျွန်တော်ပြောပြပြီး ောင်တော်လုံးနဲ့မင်းတို့ပါစရွေနောက်ပေးတိုင်းမင်းတို့လုံနေရင်ဂိန်တာပဲအခုဆိုရင်ဘာမှတော့မခံဘူးနိုင်ပိုက်တော့မခံဘူးကျွတ်ရပြီသားဆိုရင်ဟုတ်ပြီအဲ့လိုမျိုးသူပုတ်တင်ပြီးရေးတဲ့ချိန်မှာစခွတ်တော့ခံတဲ့ကောင်တွေကဘင်းသည်ရံမခါပဲအမိမြေကိုကာဝယ်နိုင်ပါစေတူတော်ရေအကိုရေကလေးမျက်နာကိုစတေကာလေးအုပ်တင်ပါလားသူ့လုံကြုံရေးအတွက်ကိုကြီးရေကလေးပုံမတင်ပါနဲ့ခင်မိသားတွေလည်း တပတ်လုံးကုံအောင်ဆွဲပစ်လိုက်ဆမ်းမှာညီတော်မောင်ကြီးဘာညာဆိုပြီးတော့စစ်သေးကြတဲ့စကားတွေပြောခဲ့တာဖြစ်တယ်။အာသူတို့ပြပမာ post တင်တဲ့ချိန်မှာအာဒီဦးတော်ဗျာဝင်မန်အောင်အာဆိုတော့ဓာတ်ပေါ်ကြီးပေါ့ဗျာတိတ်ဆုံးပြီးသားဓာတ်ပေါ်ကြီးအာကြည်ပေါ်တော်လုံးကောင်ဆွဲလိုက်ပါဘာညာခွိကောက်ပါဒီလိုမျိုးကိုတဲ့ကောင်တတက်ကိုရှိတယ်အဲ့လိုရက်ကွက်ကောက်ကရှိပြီးသားဟုတ်ပြီဒီ post တင်ပြီးတော့နိုင်ပိုင်းအကြာ November 10ရက်နေ့မှာသူတတ်တိုက်ပွဲမှာတိတ်ဆုံးသွားတဲ့အကြောင်း တရင်ပြန်လဲရေးသားအတိဖေးပါတယ်ဘယ်သူမှထပ်ပြီးတော့တရင်မမေးကြပါနဲ့ဗျာကျွန်တော်မခံစားနိုင်လို့ထပ်ပြီးတော့မပြောကျင်တော့လို့ပါမြည်ရီကျွဲအော်ဘီအော်ဘီဝစ်ရာတပတ်တော့မပြေဘူးနော်လဲတာလဲတာလို့ဘီးဆိုမြန်ပါမြန်ဟုတ်ပြီအဲ့တော့နိုင်ရည်တရင်အောက်မှာတဲ့ quick talk and the ha မနေ့ကမှလည်းပုံလေးကြည့်ပြီးတော့ပီတိဖြစ်နေတာမနေ့ကတော့ပြောလို့မဆုံးသေးဘူးတဲ့ဟာတဲ့မနေ့ကတော့မနေ့ကပုံတွေကိုတော့မှပြန်ပြီးတော့မြင်အောင်နေသေးတယ်ဟာတဲ့မနေ့ကရန်သူရဲ့အလောင်းပေးမှာပုံလေးတင်ပြီးတော့မတက်ရက်နေတာဘလို့ဖြစ်သွားတာလဲဘာညာစသည်အဖြစ်ဘူးညာကျွန်တော်တို့ comment တွေမှာရေးတာပေါ့နော်မေးတာပေါ့အဲ့ဒါကြောင့်လည်းသူကပြောတာပါအတူမထမပေးကြပါနဲ့ဗျာကျွန်တော်မခံစားနိုင်လို့ပါဒီကောင်လေးကလည်းအလိုက်ကန်းစုံနားလေနော်ကျွန်တော်ရင်သားစုံနေဟုတ်ပြီ ဒါပြင်24နာရီမကြော်စေရဘူးတဲ့ပြည်သူမြေတာစူးစေရမယ်။ TV လေးတဲ့မအလာရေးတဲ့စူတောင်းပြည့်ချက်ကတော့ခိန်သွားပြီ။အခုတော့တည်သွားပြီ။စူတောင်းပြည့်တယ်နော်လေနေမကူဘူးစသည်အားဖြင့်မှတ်ချက်တွေကိုလည်းကျွန်တော်တို့ဒီပေါ်တော့ဒုတိယမှာ post တွေမှာလည်းထပ်မံပြီးတော့တွေ့ရတာဖြစ်ပါတယ်။အော်ဘေးကျွန်တော်တို့နိုဝင်ဘာ10ရက်နေ့မနက်7:00နာရီမှာတာဖြစ်သူတေဆုံသွားတဲ့အကြောင်းကိုတော့ဒါသူတို့တွေပေါ့နော်အဲသူ့ရဲ့အဖေပေါ့ဖြစ်တဲ့သူကျန်ဖို့အမာခံ ကောင်ကဖော်ပြပြီမဲ့အကြမ်းဖက်စစ်ခွေးတက်ကအခုချိန်ဒီသတင်းမထုတ်ပြန်သေးပါဘူးရှေ့တန်းမှာကျွန်တော်တို့မှတည်ပြီးသားရှေ့တန်းမှာတည်ရင်အဲ့ဒါပျောက်ဆုံးဟုတ်လားကျွန်တော်အဲ့ဒီသတင်းနဲ့ပတ်သက်ပြီးရှေ့သတင်းတွေမှာကျွန်တော်ဖော်ပြခဲ့တာရှိတယ်ကိုမိဘကတည်လို့တည်မှန်းတော့တည်တယ်မိသားစုဝင်တွေတော့မှဒါတော့မှတော့အဲ့တို့ချင်းချင်းသတင်းတွေပေါ်ပြပြန်ပြီးလမ်းပြောတာအဖေကသူတို့ဘသူကစေသွားပြီးဘသူကတော့ဂိမ်သွားပြီးဘာညာစသည်အဖြစ်တာပြောလို့တာမိသားစုဝင်တွေမိဘတွေကတည်ရတာ ညာဘက်စခွေးတက်ကလုံးဝသတိမထုတ်ပြန်။နောက်ပိုင်းပါစတွေဆိုရင်ပူဆိုးတယ်။အခုလည်းအဲ့လိုဖြစ်နေတာကျွန်တော်အိမ်သားဆိုနေ။ညာဘက်စခွေးတက်ကလုံးဝသတိမထုတ်ပြန်။ဒါတော့ကသူတို့ကဘာပြောလဲဆိုတော့ KIA အတက်စကန်ကိုငါတို့ကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရှင်းနဲ့မြင့်မြတ်စွာသေဆုံးပါညာဆိုပြီးတော့ကျွန်တော်ပြောပြမယ်ခင်ဗျားတို့မယုံဘူး။တော်ဘောနော်တေချာလေးမှတ်ချင်တယ်ဆိုလို့ဘေးနားမှာစာရွက်လေးနဲ့ပေါ်ပြီးလဲပြေးယူလိုက်ကချင်နေမြေမှာ KIA ရဲ့ test scan ဆိုတာ မဟုတ်အဲ့ဒါ KI ရေသူ့မြေသူ့ရေသူ့နေရာလေစခွေးပန်ပါလို့ရတယ်အဲ့ဒီမှာစကန်သွားဆောက်တယ်ကရင် name KIA ကချင်းနယ်မြေမှာအဲ့ကောင်ကြီးကျူးကျော်တာတကယ်တော့အဲ့ကောင်ကြီးကကျူးကျော်ကျကျူးကျော်တဲသွားထူတာအဲ့တော့ KIA ရေသူ့နယ်မြေမှာခွေးမောင်းထုတ်တာအကြမ်းဖက်စခွေးတက်ကဒါလင် KIA ကချင်းနယ်မြေမှာသွားပြီးတော့နယ်မြေကျူးကျော်ထားတာဖြစ်တယ်ကရင်မှာလည်းထူနေတယ် ကရင်မှာရှိနေတဲ့ Japanese Crate Scan လေးကျွန်တော်ကဖွေးမောင်းတာရှင်းရှင်းလေးပဲအဲ့လားဖွေးမောင်းတာမွန်မှလည်းထွန်းနေကောင်းမှာချင်းလည်းထွန်းနေကောင်းပဲရခိုင်မှလည်းထွန်းနေကောင်းပဲဒါကြောင့်ဘုကျုပ်ထွန်းမြတ်နိုင်ပြောတာအင်ကာကျောတိုက်ရင်တော့မှမရဘူးအတကုံဆွဲတာပဲဖွေးမောင်းပွဲပဲဆိုတော့ရခိုင်မြေမှာရခိုင်သူဝခိုင်သားတွေပိုင်တာဗျာကချင်မြေမှာကချင်သူကချင်သားတွေပိုင်တာကရင်မှာလည်းပဲကရင်တိုင်းရင်းသားတွေပိုင်တာအဲ့လားပြည်တော်စု သူများနေရာကိုလည်းသွားသေးတယ်သူများနေရာမှာလည်းပဲစကန်ထိုင်သေးတယ်ဟိုကမောင်းထုတ်တော့သူတို့ကမိုးပြောတောင်ပြောပြောနေတယ်ကျွန်တော်နည်းနည်းလေးနားလဲအောင်ပြောတာပါဒါပေမဲ့ဒီကောင်တွေကတော့လက်ရှိချိန်ဒီနားကောက်နေသေးပါတချင်စည်ရေးသတင်းကြီးမြင့်လူနဲ့ကြော်ထက်ဆွပြီးတော့လည်းဖြစ်ဆွပြောကြားခြင်းနဲ့ကျောင်းတို့ဗမော်တိုက်ပွဲမှာတဲ့ KIA တက်စကန်အသိန်းခံရတာမရှိပဲခလာရ50ခွန်တရင်ဘက်မှာပဲတိုက်ပွဲတွေ ဖြစ်ပွားနေတာပေါ့ လို့ကျွန်တော်တို့သိရှိထားရပါတယ်။ဒါကြောင့်ရှင်းမပြောရဲသူကတက်စကန်စကန်တက်သိရင်းနဲ့သူအသားကဟောမြင့်မြတ်စွာတိတ်ဆုံးသွားတယ်ဆိုလိုပါကျွန်တော် challenge နဲ့ဖော်ပြပေးနေတာဖြစ်တယ်ကျွန်တော်ရဲ့မိသားစုဝင်တွေဒီပြည့်စုံတဲ့ပတ်သက်ပြီးတော့တိတ်ဆုံးသွားတဲ့ Nova 6ရက်နေ့ခါလာရာ49တရင်အနည်းတိုက်ပွဲမှာတိတ်ဆုံးခဲ့တဲ့အရာရှိဖြစ်နိုင်တယ်လို့ကချင်းစည်ရေးသတင်းမြစ်ကပြောဆိုပါတယ်6ရက်နေ့ကဗမော်မှာ သူရင်းမှုတကောင်ပြင်းထန်တန်ရရှိပြီးတော့ရှော့သွားတယ်လို့ကြားရတယ်။အဲ့ဒီကောင်တေသွားတာကအခုပေါ့နော်လက်ရှိတေသွားတဲ့ Jumpop Party ရဲ့အမာခံသားဖြစ်နေမယ်လို့လဲဆိုရတယ်။ဒီကောင်တရင်ဘက်မှာငါတို့ရဲ့ဒုံဘုံတိမိသွားတာတေပြီလို့ထင်တယ်လို့တော့ကချင်းရဲဘော်ကြီးတွေကပြောဆိုထားတာဖြစ်ပါတယ်။အကျဉ်လွတ်လပ်ရေးတက်မတော် KIA ဘူအောင်တက်ဖို့ရန်24 December ကျွန်တော်လာဇန်ပိုင်းကဆက်ဘုံမျိုးသိမ်းတိုက်ပွဲကိုပေါ်ဆောင်ခဲ့တယ်။အဲဒီမှာ၁၇လကြာကြာမြင့်ခဲ့ပြီးတော့လက်ရှိချိန်မှာတိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေတယ်။အပြန်အလှန်ဆစ်စင်တွေလုံနေတဲ့လုံနေတာဖြစ်ကြောင်းကိုလည်းပဲ KIA သတင်းပြန်ကြားရေးဌာနကနေပြီးတော့သတင်းဖော်ပြချက်တွေမှာတွေ့ရပါတယ်။အဲ့တော့သတင်းဖော်ပြမယ်ဆိုလည်းပဲဒေချာလေးတော့လေ့လာပါဗျာ။အခုလိုမျိုးကျွန်တော်တို့ KIA ဘက်ကနေပြီးတော့ဒီတေဆုံးမှုနဲ့ပတ်သက်ပြီးတော့ဒီဂိန်သွားတာနဲ့ပတ်သက်ပြီးတော့ဖော်ပြ ချက်ကြီးထွက်ပေါ်လာတော့တေးလဲတေးရသေးတယ်အချက်လဲနှစ်ခါပြန်ဆယ်ခါပြန်လဲကွဲရသေးတယ်ဆိုတော့ဒီနေ့ကတော့ထူကြတဲ့နေ့ပါကျွန်တော်တို့တေးဥဆောင်နေဆိုရင်လည်းပဲဟမ်ပါပါလေးတော့တေးဥဆောင်မှုလူတာပေါ့ဗျာအပြုံးတက်ရင်လည်းပဲရေဘော်ချမ်းလေးကပြုံးနေသင်ပေးပါမယ်ဒါပေမဲ့ကျွန်တော်တို့လွတ်မြောက်နေမြူကိုတော့လာရမယ်နော်လွတ်မြောက်နေမြူမှာလွတ်လပ်တဲ့လေကိုတစ်ခါပဲရှူကြည့်လိုက်ခင်ဗျားတို့အားလုံးပြုံးသွားပါလိမ့် ီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အကြောင်းအရာတွေဟာပြည်သူကလက်မခံတဲ့အာနာယူအကြမ်းဖက်စစ်ခွေးတက်ပြီးတော့ခွေးရွေးပွဲကျင်းပနေတဲ့ခွေးကောက်ပွဲဒါနဲ့ပတ်သက်ပြီးတော့ပါဝင်သူမှန်သမျှဟာပြည်သူရဲ့ကျင်ဖယ်ခြင်းနဲ့ပြည်သူလူထုတစ်ချက်လုံးရပြင်းထန်တဲ့အပြစ်ပြအရေးယူမှုကိုခံရမှာဖြစ်တဲ့အကြောင်းကိုဖော်ပြရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီချက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ် လနဲ့ပေးစပေးကပေးကြောက်တယ်ကျောင်းနိုင်ငံတွင်းမှာရှိတယ်မိသားစုကိုတုံးကြည့်တဲ့ဘင်းနဲ့ကင်းရှင်းပါကြောင်လေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေဝရှာလေးပါ